အလမေရီကိုကျိမောင်းအော်ဟစ်လို့မဲဆက်ကြောင်နာထိုင်းဥက္ကရာနဝက်ကိုတောင်အောင်မှဖေရှားခံလိုက်ရတယ်လို့မဲဆက်ကြောင်နာအဖွဲ့ဦးတွဲပိုင်ရှင် ရာဦးကဒီကနေ့မှထုတ်ပြန်ကြေညာလိုက်ပါတယ်။ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ိုင်းနိုင်ငံမှာကျင်းပလျက်ရှိရဲ့84ချိန်မြောက်မဲဆက်ကြာနာပြိုင်ပွဲ Miss Universe 2025ရဲ့ထိုင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌနာဝက်အစ္စရာဂရီဆယ်ဟာ လာမယ်တွေကိုအဟိကျိန်းမောင်းခြင်းနဲ့လေးစားမှုရှိတဲ့အပြုမှုတွေကြောင့်ပြိုင်ပွဲတာဝန်တွေကနေဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။နဝက်ဟာမက္ဆီကိုအလာမယ်နဲ့အငင်းပွားမှုဖြစ်ပြီးနောက်အလာမယ်တွေအားလုံးကိုအဟိကျိန်းမောင်းခဲ့တဲ့အပြင်သူ့ရဲ့လုံရက်တွေက အာနာအလွဲသုံးစားလုပ်ခြင်းနဲ့အလာမယ်တွေအပေါ်ရိုင်းဆိုင်စွာပြုမှုခြင်းဖြစ်တယ်လို့ Miss Universe Organization ကသုံးသပ်တာကြောင့်84ချိန်မြောက် မေဆက်ကြောနာ2025ပြိုင်ပွဲမှာဝင်ရောက်ဆက်ဖက်ဖြစ်ခွင့်ကိုကန့်တတ်လိုက်တာဖြစ်ပါတယ်။မေဆက်ကြောနာ2025ပြိုင်ပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေတာဖြစ်ပြီးနိုင်ငံပေါင်း122နိုင်ငံမှအလှမယ်တွေရောက်ရှိနေတာပါ။မကြာသေးမီက Miss Universe Organization ကအလှမယ်ချို့ကိုတရားမဝင်ကောင်းကစားအတွက်ကြော်ညာရိုက်ကူးနေကြောင်းသတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့တွေကဘန်ကောက်ရှိ Miss Universe Organization ရုပ်ကိုဝင်ရောက်စီးနှင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။မနေ့ကနိုဝင်ဘာလ၄ရက်ညနေပိုင်းက Network က လှမယ်တွေကိုခေါ်ယူတွေ့ဆုံကရဲဝင်ရောက်စီးနှင်းခြင်းနဲ့ပတ်သက်ပြီးရှင်းပြနေစဉ်နဝက်နဲ့မက်ဆီကိုအလှမယ်ကြားညင်းပွားမှုတွေစတင်ခဲ့တာဖြစ်ပြီးမက်ဆီကိုအလှမယ်သည်ညင်းပွားမှုကြောင့်ခန်းမထဲမှထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနောက်2024မဲဆက်ကြဝနာတရဖူပိုင်ရှင်ဒိမ်းမတ်အလှမယ်ဗီတိုရီယာကပါထပ်မံထွက်ခွာသွားတာကြောင့်ခန်းမထဲရှိ အလှမယ်အားလုံးထွက်ခွာဖို့ပြင်ဆင်နေကြစဉ်နဝက်ကအလှမယ်တွေကိုအဟစ်ကျိန်မောင်းပြောဆိုခဲ့ခြင်းဖြစ် ကြောင်းသတင်းတွေကဖော်ပြထားပါတယ်။နဝက်ရဲ့ပြုမှုပုံကဖွဲ့စည်းရဲ့စံနှုန်းများနဲ့ကိုက်ညီမှုမရှိတာကြောင့်တာဝန်မှဖယ်ရှားလိုက်ခြင်းပဲဖြစ်ပါတော့တယ်။